အခုတင်ဆက်ပေးမယ့်သတင်းကတော့ကန်တော်စည်းကံရည်ပြင်တန်ရှင်းရေးလုပ်ငန်းအချို့ကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရေတုညဉ့်ဉန်းမှုတွေရှိလာတဲ့ကန်တော်စည်းကံရည်ပြင်ကိုလက်ရှိအချိန်မှာတန်ရှင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီးတော့2013ခုနှစ်အကုန်မှာအပြီးရေးဆွဲမယ်မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှာလည်းကန်တော်စည်းရည်ပြင်တန်ရှင်းရေးလုပ်ငန်းတွေအတွက်ထည့်သွင်းရေးဆွဲမှာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီရေနဲ့တန်ရှင်းမှုဌာနကဆိုပါတယ်။ လက်ရှိမှာကံတော်ကြီးပတ်ဝန်းကျင်မှာကံဧရိယာတဲသို့ဝင်ရောက်လာတဲ့ရေညစ်တွေကြောင့်ကံရေပြင်ညဉ့်ဉဲမှုဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကံတော်ကြီးကံရေပြင်အားတန်ရှင်းစေဖို့အတွက်မကြသေးမီကဆက်များသုံးပြုကကံအတွင်းရှိအမိုက်များအားရှင်းလင်းခြင်းရေညစ်နှင့်ရေမောများအနေအနှစ်များသောနေရာများကိုစေယုံမှုတွေပြုလုပ်ခဲ့ပါတယ်။ ကံတော်စီအတွင်းရှိစားသောက်ဆိုင်များမှာစွန့်ပစ်သောရေစိုးတွေကြောင့်လည်းရေပြင်ညဉ့်နှံမှုတွေကြုံတွေ့ကြရလို့ကံတော်စီအတွင်းစားသောက်ဆိုင်တွေထပ်မံတိုးချဲ့တိစောက်ခြင်းကိုပြီးခဲ့တဲ့2005ခုနှစ်အတွင်းကကန့်သက်ထားခဲ့တယ်လို့ရန်ကုန်မြို့တော်စီဝင်သားရေးကော်မတီပန်းဦးရင်နဲ့အာကစားကွင်းများဌာနကထုတ်ပြန်ချက်တွေအရသိရပါဗျ။လက်ရှိကံတော်စီရေပြင် area မှာ A က150ခန်းရှိတယ်လို့သိရပါဗျ။